အလုံးပဲမင်္ဂလာပါကပြက်လိပွဲစဉ်လေးဖြစ်တဲ့ဒီပုဒ်တုမီညမှာကစားမဲ့ဒီမှာကျွန်တော်ကြိမ်ညနှစ်နိုင်ခွဲမှာကစားမဲ့မန်ချက်စတာစီးစီးတင်နဲ့ဒီဒေါ်မွန်တင်တို့ရဲ့ပွဲစဉ်အတူစင်တော့စီးဒီရဲ့အီဒီဟတ်မှာကစားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာစီးစီးတော့စီးဒီတင်ကတော့ဒီချက်ပြက်လိသုံးပွဲကစားပြီးတဲ့ချိန်မှာတော့နှစ်ပွဲနိုင်ပြီးတော့တပွဲတည်းကြီးကြလာပြီးတော့တစ်ဖက်ကဒေါ်မွန်တင်ကလည်းဒီချက်ပြက်လိသုံးပွဲကစားပြီးတဲ့ချိန်မှာတော့နှစ်ပွဲနိုင်ပြီးတော့တပွဲတည်းကြီးကြလာပါတယ်နှစ်တင်းလုံးအနေနဲ့လည်းဒီချန်ပီယံလိ ုံးပွဲကစားပြီးတဲ့အချိန်မှာတော့နှစ်ပွဲနိုင်ပြီးတော့တပွဲတည်းနဲ့ရမတ်ခုနှစ်မှတ်တည်းရပြီးတော့အစီ6နဲ့အစီ9နဲ့ဒီအထက်အောက်ရက်တည်နေတာပဲဖြစ်ပါတယ်ဒီပွဲချင်းမှာတော့စီတီတင်းနေနဲ့သူတို့ရဲ့အိမ်ဝေးဖြစ်တဲ့အတွက်ကြောင့်မို့လဲဒီချန်ပီယံလိနောက်ဆုံးသုံးပွဲမှာသူစစ်နေတယ်ဆက်လက်နေတောက်ဆောက်ကောင်းထားတဲ့အတင်းတွေဆုံးအတင်းနဲ့တင်းတစ်ထိုက်တိုက်ဆုံးတွေ့ရမယ့်အတွက်ကြောင့်မို့လဲစီတီတင်းနေတော့ဒီပွဲချင်းကိုအကောင်းဆုံးပြန်လေအကောင်းဆုံးပြင်ဆင်လာမယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးပါတယ် ။သို့မဲ့တော့ကျွန်တော်တစ်ချက်သတိပြုရမှာတော့ဒီပွဲစဉ်ပြီးလို့ရှိရင်စီးပီးသေးနေတယ်လား။ဒီပပူးနဲ့သူတို့ရဲ့အိမ်ဝင်မှာထပ်ပြီးတော့ပွဲကြကစားရအောင်မဖြစ်တဲ့အကြောင်းမူလည်းစီးပီးသေးနေတယ်ဒီပွဲစဉ်ကိုအပြေအဝအဲကိုစိုက်မလားဆိုတာပဲ။ဒီပြပတ်ကွက်ပြောတာလေနဲ့သင်္ကြန်ရမယ့်အချက်ပဲဖြစ်ပါလေ။သို့မဲ့တော့ဒီပွဲစဉ်မှာတော့စီးပီးသေးနေတယ်သူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့အကြောင်းမို့အပြင်သူတို့အတေးရအတေးကကစားသမားတွေနေတယ်လေ။ခုနောက်ပိုင်းပွဲစဉ်ဒီမှာဆိုလို့ချင်းခုနောက်ပိုင်းမှာဆိုလို့ရှိရင်တိုင်ရတက်တက်တိုင်ရပြဿနာဒီကနေပြီးတော့တက်တက်လာပြီးဖြစ်တဲ့အတွက်ရောက်မှုလဲ ဒီတေးရဲ့အဓိကကစားသမားတွေအနေနဲ့လည်းဒီပွဲစဉ်မှာလည်းလည်းပါဝင်လာနိုင်မှုရှိတဲ့အတွက်ကြောင့်မို့လဲဒီတေးနေတော့ဒီပွဲစဉ်မှာတော့အကောင်းဆုံးလိုင်းအန်နဲ့ပွဲထောက်လာမလို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်။ဟုတ်မဲ့တော့လည်းတစ်ဖက်ကသုံးပုံအသေးအနေနဲ့လည်းဒီနေ့ရဒီမှာဆိုလို့ရှိရင်ဒီချက်ပြက်လေးသုံးပွဲကစားပြီးတဲ့အချိန်မှာတကယ်ကိုသူတို့အသေးအနေနဲ့ဒီသုံးပွဲလုံးမှာတောက်ဆောက်တက်စစ်စီစဉ်ပြပြီးတော့အကောင်းဆုံး performance တွေနဲ့ကစားလာတဲ့အတွက်ကြောင့်မို့လဲစီစီတင်းနေတဲ့တော့အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင် ဒီနိဗ္ဗာန်ပတ်ကတော့အနေနဲ့လည်းသူရဲ့နိဗ္ဗာန်တွေကိုကြောင်းလဲပြီးတော့အောက်ပြလာတဲ့အချိန်မှာတော့သူစီတီတေးရဲ့ခန့်စစ်ကြောင်းကအနေငယ်ပြီးနေလာပြီးတော့ပြောရမှာဒါတို့မဲ့တော့လည်းတဖက်ကတော့မုံတင်းကနေနဲ့အဝင်ဝင်မြေအဝင်ဝင်မြေကိုတင်တတ်တဲ့အတင်းတင်းဖြစ်တဲ့တရားပေါ့ဒီဒီတင်းနေနဲ့တော့ဒီဘက်ကမှသူတို့ရဲ့အိမ်ဝင်ဖြစ်ပြီမဲ့လေတဖက်ကတော့မုံတင်းကိုသွတ်သွတ်ပြီးတော့ဒီဒီဘက်ကလူလူအနေနဲ့လည်းအိမ်ဝင်မှာ ဘူးသူကကြောင်နဲ့လူထောက်လာမဲ့ပုံစံမျိုးတွေမလောက်ပဲနဲ့အကောင်းဆုံးလူရစုဖွဲ့နဲ့ဝဲထောက်လာမှတာတစ်ဖက်ကတော့မွန်တင်ကိုဦးတင်ကိုတင်ကစားနိုင်ရွေးချင်နေမှုမှရှိပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်တင်းရဲ့အဆိုင်ရဲ့ကြောပိမှုချက်တော့ကြည့်ရအောင်အဆိုင်ရဲ့ကြောပိမှုမှဆိုလို့ရှိရင်တော့ဒီဒီတင်ကတော့တော့မွန်တင်ကိုနှလုံးဝင်တဝက်ဆုံးဆိုတဲ့ကြောပိမှုပေးရပါတယ်ဒီကြောစီရတော့ဒီဒီတင်နဲ့တော့အနည်းဆုံးတကူးမှရှိပြီးတော့ တမုတ်တင်းကိုကိုပြတ်နိုင်တော့မလားဆိုတာပဲကျွန်တော်တို့ဒီစဉ်းစားကြည့်ရတစ်ချက်ရှိပါတယ်။ဒါကြောင့်လဲဆိုလို့ရှိရင် CD တင်းနေနဲ့လည်းဒီပွဲချင်းပြီးလို့ရှိရင်ပရီးမီယာလိမှာလည်းပွဲချက်တပွဲဖြစ်တဲ့ဒီဘဘူးတင်းနဲ့ CD ဟာမှကစားရမယ်။ဒီပွဲချက်တပွဲကြောင့်ပြပောက်ကလူလာနေနဲ့လည်းဒီပွဲကိုအပြီးကအဲကိုစိုက်နိုင်မလားဆိုတာပဲကျွန်တော်တို့တွေးစရာရှိပါတယ်။ဟုတ်ပါတော့ CD တင်းနေနဲ့တော့လည်းဒီချက်ပြတ်လိမှာလက်ရှိမှာဆိုလို့ရှိရင်လည်း ထပ်ပြလေးသုံးပွဲကစားပြီးတဲ့အချိန်မှာရမခွန်နမတရားပြီးတဲ့ဆိုရမှုတဲ့ဖွဲ့စီမှာတော့အကောင်ဆုံးလူရအစုဖွဲ့နဲ့သုံးပွဲကိုရင်ဆိုင်လာမဲ့အချိန်မျိုးမှာတော့အလုံးဝင်သူပဲဆုံးဆိုတဲ့ကျောပိမှုမှာတော့တင်းတင်းတင်းအနေနဲ့တော့အဲဝေးအီးရဖြစ်တာအကြောင်းတစ်ဖက်ကသုံးမုံအတင်းအနေနဲ့လည်းအဝေးအဝေးကွေးရလက်အနေနဲ့အဝေးကွေးမှာဆိုလို့ရှိရင်ပေါ့ဗျာသူတို့သုံးမုံသုံးမုံတင်းရခန့်စစ်ကြအနေငယ်အနေနိုင်တဲ့အခြေအနေတွေပေါ့ကျွန်တော်အနေနဲ့မြေတုခေရတဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာတော့ စီဒီတဲ့နေလမ်းပမုတ်သေးကိုကိုပြတ်နိုင်မဲ့အချိန်ဒီမျိုးစီတဲ့ကြောင့်မို့လဲတလုံးဝင်သူ့ဝက်ဆုံးဆိုတဲ့ကြောပြမှုကိုပြတတ်တယ်လို့ကျွန်တော်အနေနဲ့မြင်ပြပါတယ်။ဥပမာတစ်ဖက်ကသုံးမုတ်သေးကတော့ဒီချက်ပြက်လေးသုံးပွဲပါဆိုလို့ရှိရင်တို့တင်နေတဲ့ဒီပထမပွဲမှာဆိုလို့ရှိရင်ဂျူပင်တက်လို့အသင်းမျိုးကိုသူပြည့်ရဲ့အဲ့ဘွဲမှာတစ်ဖက်ရင်းကိုစီနဲ့တည်ကြခဲ့ပြီးတော့ဒုတိယပွဲမှာဆိုလို့ရှိရင်လားသူတို့ရဲ့အဲ့ဘွဲမှာဘီဘာအိုဒီစပိန်ကလပ်ဘီဘာအိုကိုဝိုင်းဆိုတဲ့ရလနဲ့သူတို့ရဲ့အဲ့ဘွဲမှာအနိုင်ရထားပြီးတော့ဒီ နောက်ဆုံးချက်ပြက်လေးပွဲစဉ်သုံးမှာတော့ကိုဘေဟေဂင်ရဲ့ဒိမတ်မြေမှာတော့ဖိုးသူဆိုတဲ့ရလနဲ့အနိုင်ရတာပါလေဒီချက်ပြက်လေးသုံးပွဲလုံးမှာသူတို့ရဲ့သုံးမုံတင်ရဲ့တိုက်စစ်ပိုင်းဟာတော်တော်လေးကိုခြေစွမ်းထက်ပြီးတော့ဂိုးတွေတောက်ဆောက်သွင်းလာတဲ့အချိန်မျိုးမှာတစ်ဖက်ကမက်ဇီဒီတင်နဲ့လည်းခံစစ်တိုက်ပြီးတော့ယုံကြည်လို့မရတဲ့အချိန်မျိုးမှာတော့သုံးမုံတင်နေနဲ့လည်းအီဒီရဲ့အီဒီဟက်တိလာပြီးတော့မက်ဇီဒီတင်ကိုဒုက္ခပေးနိုင်တဲ့အချိန်မျိုးတွေရှိခဲ့တဲ့ကြောင့်မို့လဲဒီပြပတ်ကဒီလာအနေနဲ့လည်းသူ့ရဲ့ဒီနေ့ရက်ဒီမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရက်ဒီကတိုက်ပွဲကတဲ့ တိုက်ပတ်ခဲ့စမြောက်ကိုအဓိကတင်ကန်းစားတွေယူပြီးတော့ဒီဒီနေ့ရဒီမှာဆိုလို့ရှိရင်ဒီသူ့ရဲ့ပုံမှန်ကစားနေကြဖြစ်တဲ့ဘလုံးကုစစ်စစ်နေယူပြီးတော့ကစားသမားတွေအနေနဲ့လည်းဆုံးသစ်စစ်နေလှည့်ပြီးတော့လိုက်ပြီးတော့ကြောက်လဲပြီးတော့ကစားတတ်တဲ့အခြေအနေမျိုးကနေပြီးတော့ဒီနေ့ရဒီမှာဆိုလို့ရှိရင်တော့မဇီတီတဲ့ကဘလုံးကုစစ်စစ်နေတိုက်ပြီးတော့မကြည့်တော့ပဲနဲ့တစ်ဖက်အတင်းကဘလုံးကုစစ်စစ်နေယူတဲ့ခါကြမှုရှိရင်သူတို့တင်းနေတဲ့ခန်းစစ်ကိုအသာပေးပြီးတော့ တပ်ပြန်ကောင်တာဒီကနေပြီးတော့သူတို့ဒီရအဓိကမျက်နှာမိကစားသမားတွေဖြစ်တဲ့နောက်မှနှစ်ဖက်မှာဆိုလို့ရှိရင်လည်းဗျာသူကူးနဲ့ဇမီညိုတို့လိုမျက်နှာမိကစားသမားတွေရှိခဲ့ပြန်သူတို့ရဲ့အထောက်တိုက်စစ်မှုအဲဒီဟာလမ်းလေးအနေနဲ့လည်းကျောင်းသားတူအားတွေလည်းဖက်ကန်စစ်တီ highlighting တင်ဆောတဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်ဟာလန်အနေနဲ့တကယ်ကိုအကြိုက်ပြတဲ့စားပုံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လဲဖက်ကတုံးမွန်တင်းတင်းနဲ့တော့ဆီတီရဲ့အင်ကွဲမှာဆီတီတင်းကိုဖိအားပေးပြီးတော့ highlight တစ်ဖက်တင်ဆော့မယ်ဆိုလို့ဆိုရင်တော့ Mercedes တင်းနေတဲ့ဟိုကိုပြအနိုင်ရမယ်အခြေအနေမျိုးရှိပါတယ်။တစ်ဖက်က Mercedes တင်းရဲ့တိုက်စစ်မှုအဲဟာလာအနေနဲ့လည်းခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တောက်ဆောက်ကိုပုံမှန်ကိုသွင်းနေတဲ့အခြေအနေမျိုးမှာသူ့အနေနဲ့ဒီဘွဲမှာပုံမှန်နှစ်ကိုးတော့ပုံမှန်သွင်းနေတဲ့ဒီလိုကိုသွင်းချေတွေ့နေတဲ့အခြေအနေမျိုးမှာတော့တုံ့ပြန်တင်းနေတဲ့ဒီ Etihad လာပြီးတော့ Mercedes တင်းကိုဒီ highlight တစ်ဖက်တင်ဆော့ပြီးတော့ကစားမယ်ဆိုလို့ရှိရင်တော့လည်း စီတင်းသွားတကယ်အကြိုက်တူသွားမဲ့အခြေအနေမျိုးမှာတော့တုံးမသေးနေတဲ့တော့ဒီအိန္ဒိယကိုလာပြီးတော့ဘယ်လိုပုံစံမျိုးကစားမလဲဆိုတာပဲကျွန်တော်တို့တက်ပြီးစောက်ကြည့်ရမှာဖြစ်ပါတယ်ဒီနှစ်သိန်းရဲ့ကိုပေါင်းကြီးမှဆိုလို့ရှိရင်တော့လုံးဝသူ့ဘက်ဆုံးသူလည်းကိုပေါင်းကြီးရဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့တော့ဒီနှစ်သိန်းလုံးရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တစ်ဖက်ကစီတီတင်းရတိုက်စစ်မူဟာလန်အနေနဲ့တောက်ဆောက်ကိုးတွေမျိုးတွေလည်းခြေနေမျိုးမှာတစ်ဖက်က တော့မွန်သိနေတယ်လေဒီချန်ပီယံလိသုံးပွဲကစားပြီးအချိန်မှာလည်းတစ်ဖက်ကတော့မွန်သိရဲ့တိုက်စစ်မှာဆိုလို့ရှိရင်တပွဲကို၄ဂိုးနှုန်းလောက်ပြထားတဲ့အခြေအနေမျိုးမှာတော့ PDF ကိုလာပြီးတော့တော့မွန်သိနေတယ်လေမစီပီတင်းရဲ့ဒီအနေငယ်အားနည်းနေတဲ့ခန့်ချက်ကိုတော့ဖြတ်ပြီးတော့ဂိုးတွေရနိုင်တဲ့အခြေအနေမျိုးမှာတော့ကျွန်တော်အနေနဲ့တော့ဒီပွဲစဉ်မှာဘိုးဘော်ကိုပဲအကြိုက်တူမိပါတယ်ဒီနှစ်တင်းရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ပြပွဲစုံ၅ပွဲမှာဆိုလို့ရှိရင်မစီပီတင်းကတော့၄ပွဲနိုင်ပြီးတော့ ဒီတပွဲသားဆုံးလာပြီးတော့ဒီဆုံးခဲ့တဲ့တပွဲကလည်းအဝူကွေးပါပဲရှိတယ်ဗျာမစီတီတင်းနေတာကဒီနေ့ရပြီးပါဆိုလို့ရှိရင်သူတို့အတင်းရအဲဝင်းရက်လက်ကိုကြည့်မဲ့ဆိုလို့ရှိရင်အဲဝင်းမှာဆိုလို့ရှိရင်ဒီပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင်တော်တော်ဟော့စပါတင်းတင်းနေဟုတ်တာသူစီတို့ဆိုတဲ့ရက်လက်နဲ့ဆုံးနေတာကလွယ်ပြီးတော့ဒီကျန်တဲ့ပွဲစဉ်တွေအားလုံးကိုလည်းသူတို့ရဲ့အဲဝင်းမှာပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင်ကျန်တဲ့တွေကောင်းလာတဲ့အချိန်တွေလို့ဒီစီတဲ့တကြောင်ဘက်ကသုံးမွန်တင်းနေတယ်လည်းဒီပြိုင်ပွဲဆုံးငါးပွဲမှာဆိုလို့ရှိရင် တော့ဝဲနိုင်တပွဲတည်းရင်းနဲ့တပွဲဆုံးလိုက်ပြီးတော့ပြန်လက်မဆိုးပြောလို့ရတဲ့အခြေအနေမျိုးကဟုတ်ပြီမဲ့တော့ဒီပွဲစဉ်မှာတော့နှစ်တင်းလုံးရဲ့တိုက်စစ်မှာဂိုးတွေတွင်းနိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့တယောက်ပေါ့တစ်ဖက်ကသုံးပုံတင်းနေတယ်လားအဲဝီမီယဝီဝီမီယချန်ပီယံလိမှာဂိုးတွေတောက်ဆောက်တွင်းနေတဲ့အခြေအနေမျိုးမှာတော့မန်စီးတီးတင်းရဲ့ဒီကစက်အနေငယ်အားနေနေတဲ့အခြေအနေမျိုးတွေကြောင့်မန်စီးတီးရဲ့ကွင်းလက်မှာဒီကကစားသမားဖြစ်တဲ့ဟိုဒီအနေနဲ့လည်းဒီပွဲစဉ်မှာပါဝင်လာနိုင်မှုအခြေအနေတွေတိုက်ပြီးတော့နည်းနေတဲ့အခြေအနေမျိုးမှာတော့ မဇီတင်ရဲ့ဒီခန့်စစ်မှာကျွန်တော်ရှင်းတယ်အနေငယ်အားနည်းနိုင်တဲ့အခြေအနေမျိုးတချို့တစ်ဖက်ကတော့မွန်သေးတယ်နဲ့ကိုရသွားနိုင်တဲ့အခြေအနေမျိုးတွေစီလက်တဲ့ရောက်ပေါ်လာဒီနှစ်သိန်းပေါင်းတွင်းကိုသလုံးဝင်တဝက်ဆုံးဆိုတဲ့ဘူပေါင်းကြီးရတော့ကျွန်တော်အနေနဲ့တော့ပေါ်ဒီထက်စားလို့ရှိရင်ကိုဘောဘွယ်ကြိုက်သူပါတယ်ဒါကြောင့်မို့လို့ဒီဘွဲစင်မှာတော့မဇီတီကိုဘောဘွယ်အကောင်းဆုံးရွေးချယ်ပြလိုက်ရပါတယ်ဒီရွေးချယ်မှုကကျွန်တော်တဝူးသေးတယောက်ဖြစ်နေရရွေးချယ်မှုဖြစ်တဲ့အတွက်ကြောင့်ဒီကိုလို့တွေကြိုက်သူမှသာလိုက်ပြီးတော့ဆောက်ကြပါရစေ ားလုံးပဲတလောက်ပါပဲကျွန်တော်ချက်နေသေးတယ် subscribe လုပ်သေး subscribe လုပ်ပြီးတော့အားပေးကြပါဦးလို့တောင်းဆိုပြသည်အဲညီကိုတွေအားလုံးပဲဆက်ဆက်အေးရသူမျိုးဆိုင်ကြပါဦးနော်